ားလုံးသိကြတဲ့အတိုင်းပဲလေကုစုမောကကုမ္ပဏီရဲ့အမြတ်ငွေကိုစင်းလိန်ထုတ်ပြီးအခြားလူကင်တွေမှာယင်းနှိမ့်နှံခဲ့တယ်ပြီးတော့ဟန်ပြက်ပြက်ထက်ရည်လုခဲ့တယ်နောက်ပြီးကုမ္ပဏီကိုအခွန်ဆောင်လို့စင်းပြပြီးကုမ္ပဏီရဲ့အခွန်ငွေကိုဖြတ်ယူခဲ့တယ်သူ့เจ้าနေကိုအခြားအဖွဲ့ဝင်တွေကဒီလိုဖော်ထုတ်ခံနေချိန်မှာသူဆုံးသွားတာဆိုတော့ သူဆုံးတော့ကောင်းလို့ပြောရမယ်ထင်တယ်။ကိုထုံးမနာရှင်အဲ့လိုတော့မပြောပါနဲ့။ကျမတို့ကနှစ်ပေါင်းများစွာအတူတူစီးပွားရေးလုပ်ငန်းတွေတွဲလုပ်လာတယ်။ဒုတိယမိသားစုဝင်နေပါအမေဥစုံမောင်ကဒီကုမ္ပဏီရဲ့အမြတ်ငွေတွေကိုတစ်ဖက်လက်နဲ့ယူသုံးခဲ့တယ်ဆိုတော့မှန်တရားပဲမလား Fortune TV မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို Fortune TV application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။